နှစ်80ပြည့်တပ်မတော်နေ့ကိုကြိုးစိုးကွန်ပျူတာအဖြင်မအူပင်ခရိုင်ပန်းတော်မြို့နယ်ဦးဘိုချောင်းကလေးလမ်းပေါ်ရှိကျူဘရောချောင်းကူတရားဖွင့်ပွဲခမ်းနားကိုမလ23ရက်နေ့ညနေပိုင်းကအဆိုပါတရားမှကျင်းပခဲ့ရာဒန်နီသားကြီးဝင်ကြီးကျဦးတင်မောင်ဝင်းကတာဝန်ရှိသူများနဲ့အတူချောင်းကူတရားအားဖဲချုပ်ဖြတ်ဖွင့်လှစ်ပေးပြီးမင်္ဂလာမော်ကွန်းတင်ကံပြီးကြောက်စာတိုင်းအားအမွေးနှစ်သားကြီးများဖြင့်ပတ်ပြန်းပေးကာကွန်ကရစ်တရားအစ်အားလှည့်လည်ကြည့်ရှုဆက်စည်းခဲ့ပြီးပျော်ပြေးဖွင့်များအားဂွန်ပြုစုငွေများချင်းတင်ခဲ့ပါသည် အဲ့ဒီနောက်ဒိုင်းနေသားကြီးဝင်ကြီးချုပ်ဟာနှစ်၈၀ပြည့်တက်မတော်နေ့ကိုကျိုးစိုးကွန်ပျူတာအဖြစ်ဖွင့်လှစ်တဲ့ကျောင်းကုန်းမြို့နယ်စိတ်သာလေးအိမ်ခြေဝါချင်းဆက်လမ်းပေါ်ရှိကွန်ကရစ်တံတားအထိဖွင့်ပွဲခန်းထားသူတက်ရောက်ခဲ့ပြီးတာဝန်ရှိသူများနဲ့အတူဖဲကျူးပြဖွင့်လှစ်ပေးကာတံတားအထိအားလှည့်လည်ကြည့်ရှုဆွစီခဲ့ပြီးပျော်ပြေးပွင့်များအားကွန်ပျူချင်းမြင်ွေများပေးရခဲ့ပါသည် တော်တူတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာနေ့80ပြည့်တပ်မတော်လေးကိုကြိုးစိုးကွန်ပျူတာအဖြစ်ဖွင့်လှစ်တဲ့ကျောင်းကွန်မြို့နယ်၊ကျုံသာကြီးဝါနယ်၊အိမ်မဲမြို့နယ်၊တရုတ်ကြီးကြီးဝါချင်းစည်ကြောက်ချုံလန်းနယ်ကွန်ကရစ်ဒဏ္ဍာသစ်ဖွင့်ပွဲခန်းထားသူတက်ရောက်ပြီးတာဝန်ရှိသူများနဲ့အတူဖဲချိုးပြက်ဖွင့်လှစ်ပေးကာဒဏ္ဍာသစ်နဲ့ကြောက်ချုံလန်းအားလည်းလည်းကြီးချုပ်ဆက်စည်းခဲ့ပြီးပြော်ပြေးအဖွဲ့များအားကွန်ပျူချင်းမြင့်ဝင်များပေးရခဲ့ပါသည်။ အေရာရီတန်ဒေသကြီးပသိမ်မြို့ပြည်သူစေုံကြီးမှာနှစ်80ပြည့်တပ်မတော်နေ့ထိမ့်မဲ့ဒါနဆိုင်ရာများပြည်သူလူထုများစုပေါင်းသွေးလူရန်ချင်းခန်းနာကိုဒီကနေ့မနက်ပိုင်းကအဆိုပါစေုံကြီးရဲ့အမျိုးသားသွေးလူပန်းခွဲမှာပြုလုပ်ခဲ့ရာစုပေါင်းသွေးလူရန်ပွဲသို့တန်ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့တာဝန်ရှိသူများတွားရောက်ကြည့်ရှုခဲ့ကြပြီးအာရပြည့်စားတော့ဖွံ့ရများနဲ့အမတ်တရလက်ဆောင်ပစ္စည်းများပေးရခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနဝန်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ